တချို့ဘုံကြီးတွေကဈေးကြီးမှဝတ်လို့ရတယ်ဆိုတော့ဗျာတပိတော်မတို့လူတန်းခဲ့တော့တန်ဖိုးက9000 6000တန်းဆိုတော့ကုသိုလ်ရပါသလားဖေ။တင်ကန်းလူရချင်းအကျိုးကို ဟောပြတော်မူပါဖေ။ဈေးနှဲတဲ့တင်ကန်းကိုမိုးကြဘူးလားဖေလို့လာရောက်ပြီးတော့မှမေးထားတာဖြစ်ပါတယ်။တင်ကန်းလူရဂျိုး ဝါဆိုသင်္ကန်းကရတဲ့အကျိုးတရားတွေအကြောင်းတရားတွေနဲ့ပတ်သက်လို့တော့ဆရာတော်တော်တော်များများကလည်းပဲဟောပြီးသားဖြစ်တယ်ဘုံဘုံကလည်းပဲဟောပြီးသားဖြစ်လို့မဟောတော့ပါဘူးဒီနေရာမှာသူမေးထားတာလေးကဒီတချို့ဘုန်းကြီးတွေကဈေးကြီးတဲ့သင်္ကန်းတွေမှာဝတ်ကြတယ်ပေါ့ဈေးနည်းတဲ့သင်္ကန်းတွေဖြစ်တယ်9000နာ6000နာနေကြတော့သိပြီးတော့မှမဝတ်ကြတော့ဘူးအဲ့လိုမဝတ်ကြတဲ့အတွက်တပည့်တော်တို့ဒီကုသိုလ်ရလားဆိုတာနဲ့ပတ်သက်လို့မေးချင်တာနဲ့တူပါတယ် တင်ကားလူတာကတော့ကုသိုလ်ရတာပေါ့လေဘုံဘုံတော့ငယ်လေးရဆိုရင်နှစ်တောင်းခွဲတန်တင်ကားဆိုရင် ကောင်းကောင်းဝတ်လို့ရပါတယ်ဘုံဘုံတော့ငယ်လေးကတင်ကားလည်းပဲအရန်ရှားပါတယ်ဘုံဘုံတော့ငယ်လေးကတင်ကားကရှားတယ်တန်ငါးတွေကများတယ်ဒီနေ့ခင်မှာတော့တင်ကားကပေါ်တယ်တန်ငါးတွေကရှားတယ်ရောင်းမြန်ဖြစ်သွားပြီနော်ဘုံဘုံတော့ငယ်လေးတော့ဆိုရင်တင်ကားကောင်းကောင်းမိုးခဲ့ရပါဘူးအခြားသောဘုံကန်ကြီးတဲ့ ကိုတော်လေးတွေဦးစင်းလေးတွေစွန့်ထားတဲ့သင်္ကန်းလေးတွေကိုရှော့ဖို့ပြီးတော့မှဝုတ်ခရရတာလေးလည်းရှိပါတယ်။အခုဦးစင်းဘွားရောက်လာမှအဟောတာပြောတာလေးဖြစ်လာမှပဲသင်္ကန်းကောင်းကောင်းလေးတွေဟိုဝုတ်ယုံရတာဖြစ်ပါတယ်။ငယ်လေးကအမတန်ကိုဆင်းရဲပါတယ်။အဲ့တော့ဒီနေ့ခေတ်မှာသင်္ကန်းကပေါ်ပြီးတော့တန်ခါးတွေကရှားလာတဲ့အခါမှာတန်ခါးတော့တော်တော်များများကဒီသင်္ကန်းကောင်းတာလေးလေးပဲဝုတ်ကြတော့တာပေါ့နော်။အရင်လုံးမှရှားမှမရှားတော့ပဲသင်္ကန်းကပေါ်တာကိုဗျ။ သင်္ကန်းလှူတာကတော့ကုသိုလ်ရပါတယ်ကုသိုလ်ရပြီမဲ့လို့ဒီအလူခံတဲ့ပုံကိုယ်တွေကအသုံးမတည့်ဘူးဝုတ်လို့မရဘူးဆိုရင်လည်းပဲလူတဲ့အလူကအကျိုးသိပ်ပြီးတော့မများဘူးပေါ့တသိန်းအောင်သင်္ကန်းနေတော်တော်များများကတော့ဝုတ်မရပါဘူးဘုမတို့သင်္ကန်းဝုတ်တဲ့အခါမှာဆင်ကျင်ရတယ်ပရိသင်္ခာယောနိတော်စီဝရံပရိသေးဝါမိသင်္ကန်းကိုပညာနဲ့ဆင်ကျင်ပြီးတော့မှဝုတ်ပမယ်ပေါ့ တိတတပရိကန္တာယဩနတပရိကန္တာယအပူကိုကာဝယ်ဖို့ရန်အတွက်လည်းဝတ်ပါတယ်အအေးကိုကာဝယ်ဖို့ရန်အတွက်လည်းပဲဒီသင်္ကန်းကိုမိဝဲသုံးဆောင်ပါမယ်နောက်ဒန္တမက္ကတဝါရတပ္ပတိတိတပ္ပတပ္ပဒါနပရိကန္တာယမဲ့ချင်းရင်လေတန်မွေကင်းဓာရီကိုကာကွယ်ဖို့အတွက်လည်းပဲစီဝရံသင်္ကန်းကိုပြိတိဝါမိမိဝဲပါဤဟိရီကောပိဏပရိစ္ဆာဒနာထံတဲ့ ဒီကိုအင်ကအစိပ်ပိုင်းတွေကိုကာဝယ်ဖို့အချက်လုံးဂျုံဖို့အတွက်လဲပဲစီဝရံသင်္ကန်းကိုပြိတိဝါမိမိဝဲပါဤလို့ဒီလိုလေးစင်ကြီးရတာရှိပါတယ်ဒီနေရာမှာဈေးနဲ့တဲ့သင်္ကန်းတွေဟာဆိုရင်ဘုံဘုံတို့ရဲ့ခန္ဓာကိုအစိပ်ပိုင်းအချက်ကိုမကာကွယ်နိုင်ဘူးပေါ့ကာသလီမှာတွေ့ရတတ်တဲ့ဒုံလမဝတ်လာတဲ့ပုံကိုယ်ဒီဆိုရင် အပေါ်ကဧကတိမပါဘဲနဲ့ရှောက်သွားတဲ့အခါမှာ ဒါသူတို့ရဲ့အမိမွေးတိုင်းဖမွေးတိုင်းထင်းထင်းလင်းလင်းထင်းထင်းရှားရှားကြီးမြင်နေရတာပေါ့ဒါကြတော့အဆက်သိက္ခာကိုဘယ်ကာကွယ်နိုင်တော့မလဲအဲ့ဒီသင်္ကန်းမျိုးတွေဟာဈေးပေါ်တဲ့သင်္ကန်းတွေဈေးနေတဲ့သင်္ကန်းတွေဖြစ်ပါတယ်ဒါကြောင့်မို့ကိုကြည်ညိုတဲ့ရဟန်းတော်တွေကိုကတ်လို့တဲ့အခါမှာအဲကတ်လို့တဲ့အခါမှာနည်းနည်းလေးအသင့်အသင့်ပေါ့နည်းနည်းလေးဈေးအသင့်အသင့်ရှိတာဟာလေးရဲ့အဲလုံလုံကြုံကြုံဖြစ်မဲ့သင်္ကန်းမျိုးလေးတွေကိုဝယ်ပြီးတော့မှကတ်လို့တင်ပါတယ် ခမတို့နယ်ဘက်ဒီမှာရှိပါတယ်။အဝါဇိုလာရောက်ပြီဆိုရင်တချို့မတက်နိုင်တဲ့ပုံကိုယ်တွေဟာအဲမတက်နိုင်တဲ့ပုံကိုယ်တွေအတွက်တိတန့်သင်ကားနေစီစဉ်ပေးရပါတယ်။သူတို့လည်းပဲအများတန်းတူကတ်ချင်တာဟုတ်ဗျ။အဲအเจ้าမှာရှိတဲ့သင်ကားအဟောင်းတွေကိုရှော့ဖွတ်ပြီးတော့အဲသင်ကားအိတ်ထဲကိုတတ်တတ်ရရထည့်ပြီးတော့အဲ့ဓာတွေကိုတိတန့်ပြန်ပြီးတော့ရောင်းကြတာဖြစ်ပါတယ်။ရောင်းလို့ရတဲ့နဝကာမကိုကြတော့တန်ခိကကြီးပေါ့။တန်ခိကတဲထည့်တာပေါ့။တန်ခါတွေလိုအပ်တဲ့နေရာမှာ အာအသုံးသေးတဲ့နေရာမှာကပ်ပရတွေကစီစဉ်ပေးတာဖြစ်ပါတယ်ဒီလိုလဲအသုံးပြုကြတယ်ပေါ့နော်အာပြောချင်တာကတော့တပြည့်တော်တို့လူလိုက်တဲ့သင်္ကန်းတွေဟာဈေးနဲ့တဲ့အတွက်ဝတ်ပါမလားဆိုတော့ခဏနေကပြောခဲ့သလိုပဲဒီနေ့ခင်မှာသင်္ကန်းကပေါ်ပြီးတော့တန်ခါကရှားနေတာဖြစ်တဲ့အတွက်အသင်္ကန်းဆိုတာဘယ်သင်္ကန်းပဲဝတ်ဖို့ဘယ်ဆရာတော်ရှိကပဲစွန့်ခိုင်းစွန့်ခိုင်းစွန့်ခိုင်းလို့ရတာဖြစ်တဲ့အတွက်အဲကိုလိုလက်တဲ့သင်္ကန်းမကောင်းဘူးပါပါလေးရလေးရလေးတွေ မက်ချင်ရင်လေးမှမကာကွယ်နိုင်ဘူးအချက်သိခါကုန်မှမကာကွယ်နိုင်တဲ့သင်္ကန်းမျိုးဆိုရင်တော့ဘယ်ဆရာတော်ဘယ်တန်ဃာတော်မှမဝတ်မှာမဟုတ်ပါဘူးเนาะအကြောင်းမို့လူရတန်းတယ်ဆိုတဲ့နေရာမှာ ကိုလည်းပဲအကျိုးများအောင်အဲအလူခံတဲ့ပုံကိုယ်တွေကလည်းပဲဝတ်လို့သုံးလို့အကျိုးများအောင်လူသိမ့်ပါလေလို့ဘုံဘုံကပြောခြင်းပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာတော်မူကြပါစေခင်ဗျာ